โอเคအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်သဘောဝကန်မှာငါမြားပါဗောနော်ဒါတော့လောလောဆယ်ဝင်လာပါကားဆိုင်ကယ်ထားတဲ့နေရာပေါ့ဗျာလူကတော့ဘလောက်မြားလဲဆိုတော့ကားဆိုင်ကယ်ထားတဲ့ဟာပဲကြီးလိုက်တော့ဗောနော်ရေကန်ဘေးမှာအခုလိုမျိုးတဲကုတ်လေးနေထီးနေနဲ့သူ့အောင်လဲသူ့ဗောဗျာဝေးပပတ်လဲဗောနော်ဟိုဝေးလီမှာရောတပတ်လုံးရေကန်ရလဲအကျဲကြီးဗျအဲ့လိုထိုင်ပြီးတော့ချို့ဆိုရင်နေရောညောမြားတာဗောနော်ဒီမှာ ညဘက်ဆိုလည်းသူတို့ပိုက်လေခြားတယ်ဒီလိုမျိုးအဝေးတွေမှာရေလဲလေးမှာဟိုရေလဲလေးမှာဆိုလည်းအဲ့လိုမျိုးပိုက်နေတယ်ဗောသူကလည်းသူကိုယ်ဟာနဲ့ကိုယ်အဲ့လိုမျိုးပိုက်လေခြားခြားယူလို့ဆိုရင်များကြတာဗောနော်โอเคအခုကျွန်တော်လည်းစမ်းပါဗောနော်ဒါကတော့ပထမဆုံးကျွန်တော်စမ်းများပြီဗောနော်ဒီမှာကြတော့ဝေးဝေးပြစ်ထိုးနိုင်လေကောင်းလေပဲဘာဖြစ်လို့လဲဆိုတော့အကောင်ကြီးကြီးလေဟိုရေနတ်ဖက်မှာနေတာဗောနော်အဲ့ဒါကြောင့်မလို့ဒီတတ်နဲ့ဆုံးကိုဝေးယူပြစ်ထိုးလေ ကောင်းလေးပဲတကီလို1ကီလိုကောင်းလေးရဖို့ရှိတာပါနော်အဲ့လိုမျိုးအဝေးပြည့်တဲ့အခါကျတော့နောက်တစ်ခုကဒီမှာဒီလိုမျိုးလာမြားလို့ရှိမြားနိုင်အနေဆုံး၄ချောင်း၅ချောင်းအဲ့လိုရှိလေကောင်းလေးပဲနေဆုံးတော့တစ်ချောင်းတစ်ချောင်းတည်းနဲ့တော့မရဘူးနှစ်ချောင်းတော့ပေါ့ဗျာဟုတ်ပြီပြည့်ပြီးတော့၄မိနစ်၅မိနစ်ချာယူတော့ဒါစဆွဲပြီပေါ့နော်တကောင်ကျွန်တော်ကြည့်မယ်ဒီကောင်ဘယ်လောက်လောက်စိုက်ဘယ်လောက်လောက်ပါလာတယ်ပေါ့နော်စိုက်ရလောတော့ပဲလားဒါမှမဟုတ်အသေးသေးလေးပဲလားပေါ့နော်ချက်တော့ကြည့်လိုက် ဒီကောင်ကတော့ဆွဲရတဲ့ပုံစံကတော့ size ကတော့အကြီးမဟုတ်ဘူးပေါ့နော်ဘာပဲလက်လေးလုံးတလက်လေးလုံးစာပေါ့နော်ဒီလောက်ဆိုလို့မစိုးပါဘူးဒီလိုမျိုးကောင်၄ကောင်၅ကောင်လောက်မြားလို့ရပြီဆိုလို့တဟင်းစာကောင်းကောင်းရပြီပေါ့နော်တကြော်စာပေါ့ဗျာဟုတ်လား size ကြတော့လှတယ်ဒီမှာချင်းလက်လက်ဆက်ဆက်ဒါကတဘဝ၅ပေါ့နော်တဘဝရေကန်တဲ့၅ဆိုတော့ဟုတ်ပြီဒီကောင်တစ်ချက်ထိလိုက်အောင်ပဲဒါကတော့ပထမတစ်ကောင်ဆွဲလိုက်ရတဲ့မြင်ကွင်းပေါ့နော် ဆိုလို့ပြောတခါပြည့်ရင်ဘယ်လောက်ပြောဘယ်လိုပြောတခါပြည့်လို့ရှိရင်၄မိနစ်၅မိနစ်ပေါ့နော်ပြည့်ပြီးတော့ရှင်နေစောက်ကြည့်ပေါ့အဲ့လိုမျိုးပြည့်ရတာပေါ့နော်အဲပြည့်ပြီတာနဲ့ဆွဲလာလိုက်ပြည့်ပြီနံဆွဲလာအဲ့လိုမျိုးပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ပြည့်လိုက်၄၅မိနစ်လောက်နေလိုက်ဆွဲလိုက်ပေါ့နော်မြားတံလည်းကိုကြည့်နေရတာပါတကယ်လို့ချို့ကြတော့မြားတံကလှုပ်နေတယ်ပါတော့ငါဆွဲတာတိနေရတယ်အဲ့ဒါမျိုးကြတော့ကျွန်တော်ဆွဲ တေချာပေါ့ဗောနော်အဲ့ဒါမျိုးကြက်တော့ပါလာโอเคဒီဒီတစ်ချက်လည်းကြည့်လိုက်မယ်ဒီကောင်လည်းထိနေတဲ့ပုံစံရှိတယ်ဗောနော်ကြော့ပါလာပြီလားတကောင်โอเคပါလာပြီတကောင်နော်စိုင်းကြတော့ဒီကောင်ကနည်းနည်းသေးတယ်လက်နှလုံးပြောမစဲလက်နှလုံးကောင်းလေအရင်သေးသေးမောမောလေးမဟုတ်ဘူးလားလက်နှလုံးဒီလိုမျိုးကောင်းနေလဲ50ကောင်လောက်ရမယ်ဆိုလို့မစိုး50ကောင်ဆိုလဲဒီလိုမျိုးပုံစံဆိုလဲတဟင်းစာဗောနော်အဲ့လိုမျိုးကောင်းလေးလေးတော့တအားများတယ်ဒီမှာ โอเคကျွန်တော်ပြည့်ပြီးတော့ဒီလိုမျိုး၄မိနစ်လိုက်နေလိုက်ဆွဲလိုက်ပြစ်လိုက်ဒီလိုမျိုးပဲစောက်ရတာပေါ့နော်ကျွန်တော်အကုန်လုံးဒီမှာတနားညနှစ်နာရီလောက်ရှိတယ်ကျွန်တော်မြားတာပေါ့နော်ဒီနေ့ဟောရှိမယ်โอเคရှိမှာဘယ်နှကောင်ရောက်အောင်မလဲပေါ့ချက်လောက်ကျွန်တော်လိုက်ကြည့်လိုက်မယ်နောက်ပါနောက်တစ်ခုကပြည့်လို့ဆိုတာဟိုဖဲတစ်ချက်ဒီဘက်တစ်ချက်ပြည့်လို့တော့မကောင်းဘူးပေါ့နော်တနေရာထဲမှာပြည့်ပါပြီလို့ငါအဲ့ဒီနေရာပဲပြည့်အဲ့ဒီနေရာပဲ ပြစ်နေတဲ့နေရာပါသူကစားစားရဆိုတော့တနေရာတိုင်းပဲကိုဖြစ်နိုင်ရဲ့အဲ့လိုမျိုးပြစ်ပေးတော့ကိုကောက်တာပေါ့နော်ဟိုဘက်တစ်ချက်ပြစ်လိုက်ဒီဘက်တစ်ချက်ပြစ်လိုက်ဆိုတော့ဘယ်လိုပြောမလဲလိပ်ပြီးစင်ပြေဘူးငါအရင်စားတဲ့အရင်ကြိုက်တဲ့နေရာမျိုးဆိုတော့ကောင်းတယ်နောက်တစ်ခုကအစာအရင်ကောင်းဖို့တော့နံပါတ်1လို့တာပေါ့နော်ကြောက်ဒီတစ်ချက်မှပါလားဒီတစ်ချက်မှချက်ကြည့်မယ်ပါလားကောင်ကြတော့ပါမယ့်ပုံစံပေါ့ထင်တယ်။ Okay ။ဒါဆိုရင် now ဘယ်နှကောင်တော့ထားရအောင်လဲချက်ကြည့်မယ်။ Okay ဒီကောင်ကြောက်တော့ငါဆွဲတာကျွန်တော်တီးရတယ်။ငါဆွဲတာတီးရတော့သေချာပေါက်ဒီကောင်ကတော့လုံးဝပါယူရနော်။ဆိုင်ကြတော့ခုနပြောသလိုပဲဒီမှာကျွန်တော်အဝေးကိုမပစ်ထုတ်နိုင်တဲ့အတွက်ဒီမှာဆိုင်ကြတော့လက်လီလို့လက်ငါလို့ကန်ကောင်းရင်လည်း1ကီလိုကောင်လေးမျိုးတွေရလာမှာနော်။ကန်းအောင်1ကီလိုကောင်လေးမလာဘူးလားမေးလာလာပါတယ်။ စိုင်းကျွန်တော်ဒီကောင်ကျွန်တော်လက်သုံးလုံးလို့ရှိတယ်ခုနကောင်နဲ့နဲ့နဲ့ချီမှာနော်လက်နှလုံးလက်သလုံးအဲ့လိုစိုင်းလေးပါပဲဒီမှာတော့ညားတာပါနော်ဒီလိုမျိုးအနီနာတဝိုက်မှာပြစ်နိုင်မယ်ဆိုတော့အဲ့လိုမျိုးဒါပေမဲ့မဆိုးလို့ပြောရမယ်ဒီလိုမျိုးစိုင်းလေးလင်းငါဆက်ကောင်တော့ရပါရင်လည်းပြီးပါပြီပါနော်အစာကတော့နံပါတ်1လောက်ကောင်းလို့ရတယ်ဒီထက်မှများနေတဲ့လူတွေအကုန်လုံးကအစာလေးကသူတို့တိတက်လောက်ထားတဲ့အစာလေးပါနော်အဲ့လိုမျိုးစာရင်းနဲ့ဆိုရင် share ပဲသိကြတယ် တကီလို2ကီလိုကတော့တနည်းပေါ့နော်မိုးလင်းရင်နေ့လယ်လောက်ထိမြိုင်းတော့ပြေးမလို့โอเคဒီမှာတစ်ချက်စကြည့်မယ်ဘာကောင်ပါပြီလေဒီကောင်ကြတော့ size နည်းနည်းကြီးလာငယ်မလားချက်တော့ကြီးတေချာတယ်ပါလာပြီတင်ကောင်ပါတယ်ပါလာပြီဒီကောင်ယော့ဟိုဒီကောင်ကြတော့ size နည်းနည်းကြီးတယ်ခုနကကောင်လေးနေတဲ့နည်းနည်းကြီးလာပြီပေါ့နော်ဒါကြတော့လက်သုံးလောက်ရှိတယ်ပြောမစက်နှစ်ခေသုံးခေနှစ်ခေ ုတ်ခစ်ပေါ့နော်အဲ့လိုမျိုးကောင်လေးအစိုးနေမှာကြည့်ပါဓလုတ်ကောင်လေးမျိုးလေးတရွယ်တဲ့ကလင်းငါဆက်ကောင်တော့ရပါရင်လည်းပြီးပြန်ပြီးသွားတော့ပေါ့နော်လင်းငါဆက်ကောင်တော့ရမယ်ဆိုတော့ဒီမှာကအဓိကခုနကပြောသလိုပဲသူများတွေကြာတော့အစာကိုကိုယ်ဟာနဲ့ကိုယ်ပေါ့နော်ကိုယ်ဟာနဲ့ကိုယ်သူတို့စတယ်အမျိုးမျိုးစပြီးတော့ရေလဲမှာသွားချထားတဲ့အစာပြီးမှသူတို့ငါ့ကိုသွားရောဘယ်လိုပြောမလဲ လာဆောင်ဆိုပြီးလဲမှာတို့ချတာပြီးမှတို့ကန်းနေမြားနဲ့ပြန်ပြစ်တာပါနော်အဲ့လိုပြန်ပြစ်တဲ့ခါကျတော့ငါးလောက်ကိပဲလုံးဝကိုတနေ့သုံးလေး၅ကီလိုချုပ်ရကျွန်တော်ကြည့်တာနော်ဟိုရေလဲမှာပြစ်တဲ့ကောင်ဆိုလေး၅၀ကီလိုကောင်လေးနောက်တစ်ခုကဒီမှာရေလိုင်းတက်တဲ့ချိန်ရှိတယ်ဒီလိုလေတိုက်နေတဲ့ချိန်ပေါ့ရေလိုင်းမြားတယ်အဲ့လိုမျိုးနေ့တွေရှိတယ်အဲ့လိုမျိုးနေ့လေးမှာလည်းမြားလို့မကောင်းဘူးလားပြောသူလက်တမျိုးကောက်တာမှတော့သူ့ဟာနဲ့သူတော့ဆင်ပြေပါလေလေလေးတက်တက်နေတယ်ပေါ့နော် ဒါပဲရင်နေတဲ့ရင်ရင်တဲ့ခြေကတော့လုံးဝဟိုကိုကြီးကောင်းတာပေါ့နော်ပြည့်ရဆွဲရတာဒီမှာဒီနေ့ကျွန်တော်မြှားလို့ရတဲ့ကောင်လေးကောင်ပေါ့နော်လေးကောင်ဆိုတော့ကြည်လိုက်တကြော်စာတော့ပြေးပြေးမလို့ဒီလေးကောင်အမကြည့်လေးကောင်လာတယ်ဆိုင်တော့ပြောမစရကီလိုဝက်ကြော်ကြော်တကီလိုတော့မပြည့်ဘူးဒီလေးကောင်ကီလိုဝက်ကြော်ကြော်လောက်ရမယ်အဲ့လားဆိုလည်းမစိုးဘူးလို့ပြောရမှာနော်ချက်မယ်အမီးကလေးနဲ့ချက်မယ်ဆိုပြီးတော့ တဟင်းစာပေါ့ဗျာနော်ပြေးမလို့ဘူးတဟင်းစာအလာရပြီဆိုတော့မဆိုးဘူး Okay ဒီနေ့ရတဲ့၄កောင်ကိုကျွန်တော်မယူတော့ဘူးပေါ့နော်ဒီ၄កောင်လုံးကျွန်တော်ပြန်လှုပ်လိုက်တော့မယ်ဘာဖြစ်လို့လဲဆိုတော့နည်းနည်းနှဲသွားတာပေါ့နော်ကျွန်တော်ကလည်းဒီတကူတကမချက်စားတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ပြန်ပြန်လှုပ်လိုက်မှာပေါ့နော်နည်းလည်းနည်းနည်းနှဲတာပေါ့နော်ပြန်ယူသွားဘူးအဲကြောင့်မို့လို့ဒီ၄កောင်ကိုကျွန်တော်ပြန်လှုပ်လိုက်မယ် ဟုတ်ပြီနောက်ဗီဒီယိုအသင်းမှာထပ်တွေ့ဖို့အတွက် like subscribe နှိပ်ပြီးတော့အားပေးဖို့ပြောချင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုအသင်းမှာထပ်တွေ့ကြရအောင်